ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။နီးပြဖြစ်တဲ့ Rubin Amorin ကတော့လက်ရှိအပြောင်းရှုတွေနဲ့ပတ်သက်လို့တောက်လျှောက်တည်နေတက်နေတဲ့ Fernandez ရဲ့အနာဂတ်နဲ့ပတ်သက်လို့သူပြောထားတာတွေကျွန်တော်တို့ရှိတယ်။ဒါတွေကိုကျွန်တော်တို့ဆွေးနွေးကြည့်အောင်ပါ။ Amorin ကတော့ Bruno Fernandez အသင်းပြောင်းသွားရင်ဘာဆက်လုပ်မလဲပေါ့။နော်ဒါဟာပြီးခဲ့တဲ့မင်းညားကကစားခဲ့တဲ့ ဒီဟောင်ကောင်နဲ့ပွဲမှာဗောနော်ဒါဟာဖနူဖရန်နက်စ်ရဲ့နောက်ဆုံးပွဲလားဗောဒီနေရာမှာ तू ကတော့ဒါဟာဖန်နက်စ်ရဲ့မန်ချက်စတာယူနိုက်တက်ရဲ့ကစားပေးတဲ့နောက်ဆုံးပွဲလို့ तू မထင်ဘူးဗောနော်တေချာတော့မသိဘူးပေါ့လေဒါဘယ်သူမှလည်းတေချာသိနေတဲ့ကိစ္စမျိုးလည်းမဟုတ်ဘူးဗောနော်ဒါပေမဲ့ तू ဟာအမြဲတမ်းအသင်းမှာဆက်ပြီးတော့နေချင်တယ်လို့ तू ထင်တယ်ဗောနော်နော်ဒီကိစ္စအနေနဲ့ပတ်သက်လို့လည်း तू မကြာခဏဆိုသလိုအမြဲတမ်းပဲညင်းညင်းဆန်နေတာပဲကိုဗောအဲဟီလာရဲ့ကလန်ချက်ကိုတော့ဒါဆိုညင်းဆန်မှုက လွယ်ပါမလားဗောငွေကြီးနဲ့ပတ်သက်လို့လားဗောကျွန်တော်အသင်းအနေနဲ့ ငွေကြေးလိုအပ်ချက်ရှိတယ်ဆိုလို့ရှိရင် Finance ကိုရောင်းချလို့ရတာတခုတည်းနဲ့ငွေရှာနေတာမဟုတ်ဘူးတခြားကိစ္စတွေတခြားအရာတွေနဲ့လည်း United ဟာငွေရှာနိုင်တဲ့အသင်မျိုးပေါ့ကျွန်တော်အထင်တော့ဒီပေါ့နော်ဒီ Bruno Fernandes ကို Bruno Fernandes ကကျွန်တော်တို့နဲ့ပဲတခြားဆက်ရှိမယ်ထင်တယ်ပေါ့နော်ဘာမှတော့100%တော့မပြောနိုင်ဘူးပေါ့လေဆိုပြီးတော့သူပြောထားတယ်ဆိုတော့ဒါကတော်တော်ကိုအရေးကြီးတဲ့ဇာတ်ရည်ဘာလို့လဲဆိုတော့ဒီသူပြောသွားတဲ့နေရာမှာ မန်ချက်စတာယူနိုက်တက်ဟာဘရူနိုဖာနန်ဒက်စ်ကိုရောင်းချမှငွေရှာလို့ရတဲ့အသင်မဟုတ်ဘူး။တခြားအရာတွေနဲ့လည်းငွေချာလို့ငွေရှာလို့ရနိုင်နေဆိုပြီးတော့ပြောသွားတယ်။ဒါဒီအရေးကြီးတဲ့အရာပဲ။ဘာလို့လဲဆိုတော့အမိုရင်ကဖာနန်ဒက်စ်နဲ့ပတ်သက်တဲ့အနာဂတ်ကိစ္စတိုင်းကိုအမြဲတမ်းသူရှင်းရှင်းလင်းပြောလို့ရှိတယ်။ရှင်းတယ်။ဖာနန်ဒက်စ်ဒီလုံးဝထိလို့မရတဲ့ကစားမှာသူရှေ့ဆက်သွားခြင်းတဲ့အသင်မှာဖာနန်ဒက်စ်ဒီအရေးပါတဲ့ကစားမှာအဓိကကစားမှာ ဖာနန်ဒက်စ်ကိုရောင်းချဖို့မရဘူးရောင်းချလို့မရဘူးဆိုပြီးတော့သူခဏတိုင်းပြောတယ်ဖာနန်ဒက်စ်ကလည်းသူမန်ချက်စတာယူနိုက်တက်ကနေအသင်းပြောင်းမယ်ဆိုရင်ငွေကြေးကဏ္ဍကြောင့်ဖြစ်လာမှာမဟုတ်ဘူးเนาะအသင်းဘက်ကသူ့ကိုရောင်းပြီးတော့ငွေရှာခြင်းနဲ့ဆိုရင်နားလေတယ်เนาะဒါမှမဟုတ်ကလပ်အသင်းအနာဂတ်ထဲမှာ तू မပါတော့ဘူးဆိုရင်ထွက်သွားမယ်ပြဿနာမရှိဘူးအဲအဲ့လိုမဟုတ်ဖင်းနဲ့ပေါ့เนาะမန်ချက်စတာယူနိုက်တက်မှာလက်ရှိရနေတဲ့ငွေကြေးထက်ပိုပေးလို့အသင်းပြောင်းသွားတယ်ဆိုတာမျိုးကြားမှာမဟုတ်ဘူးဆိုတာမျိုး तू ပြောသွားတယ် ဆိုတော့ဒါမျိုးတွေကိုကျွန်တော်တို့ကြည့်ရင်နီးပြားနဲ့ကစားသမားကမင်းနော်အံဝင်ခွင့်ကြဖြစ်နေတာအံဝင်ခွင့်ကြဖြစ်နေတာဆိုတော့ဒီနေရာမှာကျွန်တော်ခုနကပြောတဲ့ဒီဟိုဗာလဲတန်တရာတို့တန်တရာ20လူနဲ့ကင်းလန်းလာမယ်ဆိုရင်ယူနိုက်တက်ကညင်းဆန်ပါမလားဆိုတာကတော့ဒါဒါအသင်းဘက်ကဖြစ်သွားပြီအသင်းဘက်ကတော့ Fernandez ကိုသူတို့တိတ်တော့မရောလို့ဘူးဒါပေမဲ့လို့ပေါ့နော်သူတို့မညင်းနိုင်တဲ့ပမာဏမျိုးဖြစ်လာရင်သူတို့လည်းလက်ခံရင်ခံသွားမှာဒီနေရာမှာခုနကပြောတဲ့နီးပြအမ်မိုရင်ပြောတဲ့ မန်ချက်စတာယူနိုက်တက်ငွေရှာခြင်းနေဆိုရင်ဖာနန်ဒက်စ်ကို ရောင်းချမှငွေရှာလို့ရမှာမဟုတ်ဘူးတခြားနေရာတွေကနေလဲရှာလို့ရတယ်ဆိုပြီးတော့သူပြောထားတာကကျွန်တော်ကတော့တွေးကြည့်မယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့မှန်တယ်ဒီနေရာမှာဗျငါတို့ကတော့ဟေးငွေလူကိုလူလူနေလို့ငါတို့ရောင်းလိုက်တယ်ဆိုရင်ဒါကြီးကမဟုတ်သေးဘူးဖာနန်ဒက်စ်တက်ရောက်ထဲရောင်းလို့တန်း120ရတယ်တန်း100ရတယ်ဆိုရင်တော့နည်းနည်းလေးလက်ခံသေးတယ်ဘာလို့လဲဆိုတော့โอเคငါတို့တွေအပြောင်းလဲနေလို့မယ်နော်ဒါတော့ဒီပြုပြင်စရာတွေရှိတယ်ပေါ့ เนาะဘသူမှန်းเนาะโอเคဒီ Ineos ကတော့ဟေးတေချာပေါ့ဆိုသလိုငါတို့အမှန်ကန်အသင်းကိုဒီငွေတွေနဲ့တုံးပြီးတော့ပြုပြင်ပြီးမှာပဲတော့အာမခံလို့တော့မရဘူးအမြတ်ဗျာ Finalist ကိုရောက်မှကျွန်တော်ငွေရမှာမဟုတ်ဘူးလက်ရှိအသင်းရဲ့ຫນွေအစီအစဉ်ကိုကျွန်တော်ကြည့်လိုက် Market Stretch ဘုတ်ကိုတန်း40နဲ့ကျွန်တော်ရောင်းဖို့စီစဉ်ထားတယ်ဂါနာချူကိုတန်း60နဲ့ကျွန်တော်ရောင်းဖို့စီစဉ်ထားတယ်ဂျီဒန်ဆန်ချူကို25တန်းနဲ့ရောင်းဖို့စီစဉ်ထားတယ်အန်တိုနီဆန်တိုးစ်ကို35တန်းနဲ့ကျွန်တော်ရောင်းဖို့စီစဉ်ထားတယ် Resma Whiteland ကို35တန်းနဲ့ကျွန်တော်ရောင်းဖို့စီစဉ်ထားတယ် စဉ်းစားကြည့်နော်အသင်းမှာငွေရှာလို့ရတဲ့ကစားမတွေရှိတယ်တခုတော့ရှိတာပေါ့ finalist တယောက်တည်းရောင်းလို့ရတဲ့ငွေနဲ့နော်ကျွန်တော်ဒီဟူကောင်းလေးအကုန်9ယောက်တော့ပေါင်းလို့နော်ရောင်းလို့ရတဲ့ငွေနဲ့ဒါပမာဏချင်းကျွန်တော်ပြောစရာဖြစ်ကောင်းဖြစ်လိမ့်မယ်။ဒါပေမဲ့လို့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ဂါနာချူတို့နော်ပြီးလို့ရှိရင်အဲရက်စမတ်စ်တို့ဟလာအန်တိုနီဆန်တိုးစ်တို့မာကတ်စ်ရက်ရှ်ဘူးတို့ကအသင်းရဲ့ပလန်ထဲမှာမပါတော့ဘူး။ခွိုင်းလန်တောင်မှာ ျွန်တော်ကတိတ်သဘောမကျတော့လို့တိုက်စီမှုတယောက်ကိုကျွန်တော်ခေါ်ဖို့လုပ်နေတာအစ်စ်ကိုဆိုတော့အဲ့ဒီကစားသမားတွေကအသင်းရဲ့ပလန်လေးကိုမပါတော့ဘူးဆိုတော့အသင်းပလန်လေးမှာမပါတဲ့ကစားသမားတွေကိုအရင်ရောင်းပြီးတော့ငွေရှာဖို့ကြိုးပမ်းရမယ်စာအသင်းရဲ့အဓိကပလန်လေးမှာပါဝင်နေတဲ့ကစားမားတယောက်ကိုငွေရလို့ရောင်းပြီးတော့ကြိုးပမ်းမယ်ဟေ့ဆိုရင်ဒါကြီးကမင်းအတိတ်ပဲရှိမနေဘူးဒါကြီးကအသင်းရဲ့ရည်ရွယ်ချက်နဲ့လည်းကိုင်းညီမနေဘူး ငါတို့ကတော့ဟိပိုကောင်းတဲ့ကလနီတခုဖြစ်ဖို့ကြိုးပမ်းနေတာဆိုတော့ဒီငါတို့အဲ့ဒီပလန်နဲ့မှာဒီကစားမဒီကစားမတွေကအရေးကြီးတယ်ဟိုကောင်းနေဟိုကောင်းနေကတော့အရေးမကြီးဘူးဒါဆိုတော့အရေးမကြီးတဲ့ကစားမတွေကိုထားပြီးတော့အရေးအကြီးဆုံးကစားမကြီးကိုအရင်ရောင်းချလိုက်ရင်သူတို့ပြောတဲ့ပိုကောင်းတဲ့ပလန်ကိုလုပ်ဖို့ကြိုးပမ်းနေတယ်ဆိုတာမျိုးကဘာမှတက်အံ့မှုမရှိတော့ရှင်းအောင်မညီတော့ဘူးပြောတာတွေနဲ့လုပ်တာတွေနဲ့ကဟုတ်တယ်မလားဆိုတော့ဒါကြောင့်ဗျာအသင်းပလန်နဲ့မှာအဓိကပါနေတယ်ဆိုတဲ့ကစားမကိုရောင်းချဖို့ခေါင်းနဲ့တွေးတဲ့အကြောင်းကိုမရှိဘူး Finance ကိုရောင်းရင်ထားပါတော့ကျွန်တော်တန်းတရာရမယ် ကနာချူကိုတန်း60နဲ့ရောက်မယ်ရက်ရှ်ဖူကိုတန်းတန်း40နဲ့ရောက်မယ်အဲ့မှာတန်း100ဖြစ်နေပြီအဲ့မှာတန်း100ဖြစ်နေပြီဗျာမဟုတ်လေပလန်နဲ့ပါတော့တဲ့ကစားမမပါတော့တဲ့ကစားမနှစ်ယောက်လေးဗျာဖာနန်ဒက်စ်ကပလန်နဲ့မှအဓိကပါနေတဲ့ကစားမတစ်ယောက်ဆိုတော့ဘာလို့မှလဲဟုတ်တယ်မလားနော်တန်း100ရကျင်တာမြန်ဗျာကျန်တဲ့ပလန်နဲ့မှမပါတဲ့ကစားမတွေကိုရောင်းလေရနိုင်တာပဲဒါကြောင့်ရူဘင်အမ်ဘူရီပြောတဲ့အသင်းဟာဖာနန်ဒက်စ်ကိုရောင်းမှငွေရမှာမဟုတ်ဘူး တခြားနေရာတွေကနေလည်းငွေရနိုင်တယ်ဆိုတော့တကူဒါဒါကိုပြောထားတာလေကျွန်တော်ထင်တာပဲဒီနေရာမှာသူပြောတာကတော့ဗျာကျွန်တော်အနေနဲ့ပေါ့နော် commercial တွေဘာတွေကနေလည်းငွေရနိုင်တယ်ပြောတာလည်းဖြစ်ကောင်းဖြစ်နိုင်တာပဲသို့တော်လည်းပဲကျွန်တော်တို့မထင်ဘူးဟုတ်တယ်မလားနော်ကျွန်တော်တို့မထင်ဘူးဗျာကို့အတွက်အရေးကြီးဆုံးကစားမကိုရောင်းရင်လည်းငွေရမယ်အရေးမကြီးတဲ့ကောင်တွေရောင်းရင်လည်းငွေရမယ်ရောင်းမဲ့တူတူတော့အရေးမကြီးတဲ့ကောင်တွေ plan နဲ့မရှိတဲ့ကောင်တွေရောင်းတော့မှာပေါ့နော် MODing ကတော့ဒါကိုခဏတိုင်းသူပြောတယ် finance ဆာအရေးကြီးကြောင်း finance ဒီထိလို့မရတဲ့ကစားမဖြစ်ကြောင်းသူမြေနံပြောနေတယ် ဒါကြောင့်ကျွန်တော်ပြောတာအသင်းအနေနဲ့ငွေလိုချင်တာမြင်မင်းခက်ခဲလုံးလို့လားဟုတ်တယ်မလားကို့အသင်းမှာအဲ့ကစားမတွေကိုအရင်ရောင်းလိုက်ပြီးနေတာပဲပြီးလို့ရှိရင်အစားထိုးစရာရှိတာလေးတွေကိုအမှန်ကန်စားထိုးဖို့ကြိုးပမ်းသူ့ဘာနေသူအဆင်ပြေလာမှာပဲဟုတ်တယ်ဖာနာဒက်စ်အသင်းမှာဆက်ရှိရင်အဓိကကစားမဖြစ်မယ်မာကတ်စထရက်ဘူးတို့ကာနာချိုတို့အသင်းမှာဆက်ရှိရင်အရန်ကုန်ကနေပြီးတော့မနေ့ကျော်လာဖို့ကြိုးပမ်းမယ်တချို့ကစားမတွေဆိုကန်ဂျမတော်ကန်အမ်းမှာကန်ဂျမတော်ကျွန်တော်ကန်အမ်းမှာအစ်စ်မပြေဘူးဗျာဒါကြောင့်ဖာနာဒက်စ်ကိုရောင်းပြီးငွေရှာတာထက် တခြားနေရာတွေကနေလည်းငွေရနိုင်တယ်ဆိုပြီးတော့သူပြောထားတယ်။ MOD ကတော့လုံးဝကို Finalist ကိုလက်မလွတ်ချင်တဲ့သဘောပါ။သူပြောတာတွေကအများကြီးအတိတ်ပဲရှိတယ်။ဆိုတော့ United အနေနဲ့ Finalist ကိုရောင်းပြီးတော့ငွေရှာတင်လား။တခြားကစားသမားတွေကိုရောင်းပြီးတော့အရင်ငွေရှာတင်လားမလို့အချို့ကျတော့ပြောကြမှာပေါ့ဗျာ။အာအကုန်ရောင်းပူတော်ကောင်းသေးတယ်ပေါ့နော်။ဟောရောင်းလို့ရတဲ့ကောင်တွေရောင်းလို့မရတဲ့ကောင်တွေကိုရောင်းငွေတော်ပူရသေးတယ်ကျွန်တော်ပြောကြမှာပေါ့။အဲ့ဒါလောက်ထိတော့ကျွန်တော်မလွဲပါဘူး။ဆိုတော့ညီကလေးအနေနဲ့ရော Big စားသမားတွေကိုကျွန်တော်ပေါ့နော်ရောင်းပြီးတော့ငွေရှာတင်တယ်လို့ထင်ကြလေ။ဒီပြပြတဲ့လူရင် MOD ပြောတယ်လို့ ဟာနန်ဒက်စ်ကိုအသင်းမှာဆက်ပြီးတော့မဖြစ်မနေထားသင့်တယ်လို့ထင်ကြလာဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်